ီမဲ့ဒီမဲ့ဒါဥဝေတာတော့အိမ်လာမသိဘူးမင်းတိလို့ဝင်လာမဟုတ်ဘူးလားတီချောင်လို့မေးကြည့်တာပါရှင့်လည်းဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးဒါလေးမေးတာတီချာတိကျင်ဝင်မေးလိုက်ပါဒါလေးမေးရဟာဟိုအင်ခန်းကားရတဲ့တမီးလေးအေမီအာဟာတမီးအေမီပါရှင့် ဟောဦးလျာအိမ်ပိုင်ရှင်ဦးဝေသားလားမသိဘူးဟုတ်တာပေါ့ဗျာဦးဝေသားပါဗျာဦးဝေသားပါကဲသမီးမိလေးနေရမှာအပေါ်တက်ပဲအဲ့ဒီအပေါ်တက်မှာရေချိုးကအိမ်သားအားလုံးပြည့်စုံပါပြီသားဟုတ်ကဲ့ရှင်ဟုတ်ပြီဒီအိမ်ကိုရောက်လာပြီဆိုတော့ဘာမှအားမငယ်နဲ့လိုအပ်တာအကူအညီလိုရင်အားလုံးပြောဟုတ်ပြီလားဟုတ်ကဲ့ဟုတ်ကဲ့ဟမ်သမီးမိရပစ္စည်းရတာပဲလားအော် တမီးကလေတယောက်ထဲမှာဆိုတော့လေအခုလောလောဆယ်တော့တမီးလက်ကိတ်တစ်လုံးပဲပါတယ်ဒီမှာတမီးတငယ်ချင်းတွေလာပို့ပေးမှာအေးပါကွယ်အေးပါအေးပါကောင်းပါလေကောင်းပါလေကဲဒါဆိုဥကခန့်လိုက်ပြပေးမယ်နော်ဟုတ်ကဲ့ဒါပြီးလား ဒါနဲ့တမီးဦးလေးအိမ်မှာနေရတာအရှင်ဟုတ်ပြီရတာပြီးပါရဲ့ဦးလေးဟုတ်ရှင်ပြောင်နေဖို့တမီးရဲ့ဦးလေးရောက်လာပြီဆိုတော့ဘာမှအားမနာနဲ့ဘာမှအားငယ်စရာလည်းမလိုဒီရက်ကွက်ထဲမှာဦးလေးကပြီးဆိုအားလုံးမပြီးတမီးကဦးလေးရဲ့တူမပါလို့ဒါသူတို့ကိုပြောလိုက်သူတို့အားလုံးကူညီပေးလိမ့်မယ်ကွယ် ဒီမှာငားနေတဲ့လူကလေနေတာကြာပြီလားဦးလေးဟုတ်တယ်သမီးကြာပြီပေါ့ကွယ်ဒါနဲ့ဘာဖြစ်လို့လဲอืมဘာမှတော့ဖြစ်ပါဘူးတူကြည်ရလေတမျိုးပဲနော်ဦးလေးဟုတ်တယ်သမီးရဲ့အဲ့ဒီကောင်အလကားကောင်ပါသမီးရဲ့ဦးလေးကလည်းအခန်းလွတ်နေလို့ငားထတာအနုပညာသမားရောင်ရောင်အရက်သမားရောင်ရောင်နဲ့အလကားကောင်ပါကွာဒါနဲ့သမီးလေးကိုဘာပြောလို့လဲဘာမဖြစ်ပါဘူးရဲ့ ဘာမိတ်လေးသူ့ကြည့်ရတာလေးကြောက်စရာကြီးပြီးတော့တမြူကြည့်ရအကြည့်ရတယ်လေအရန်ရိုင်းနေတိလာသူကတော့အခုညီလို့ရင်တော့ပြောလို့တမြူပြောတာပဲဟမ်တော်မပတ်သက်နဲ့နော်သမီးတော်မပတ်သက်နဲ့ဒီကောင်ကလေးကချေသမီးရဲ့ပြောမဆိုရင်တော့ကွာသူ့အခန်းကိုလေကလေးကချေကောင်းလေးလူလူဟိုမိမ့်မပြက်သေးလူလူသူ့အခန်းကိုလာကြသေးတာအဲ့တော့သူနဲ့မပေါင်းပါနဲ့သမီးရဲ့လောကမှာ အပေါင်းကြောင့်ခုံတဲ့အပေါင်းကြောင့်ခုံပြဲဆိုတာရှိရဲ့တမီးအဲ့တော့တတိထားမယ်ကွအဲ့ဆိုတော့တမီးတူမပေါင်းတင်မတင်နဲ့တော့လေဒါပေါ်တမီးရဲ့တတိထားအော်လေကော်ဖီလေးတောက်ပါအော်အေးအေးဦးတမီးကိုခိုင်းရရှင်ခေါ်ခိုင်းတော့အားလည်းမနာနဲ့ဟုတ်ပါပြီကွာဟုတ်ပါပြီ ို့ထိုင်ရမှာတော့ရှင်ပြောစရာရှိလို့ဩပြောစရာရှင်ဝင်ထိုင်ပြောလေကျွန်တော်တော့ခမင်းမလာနိုင်ဘူးเนาะကျမနာလဲရှင်လာစရာမလိုပါဘူးရှင်မနဲ့ဆော်ရီဘာလို့တချို့အကြိမ်ဖွင့်နေရလဲဩတချင်းဖွင့်มาလဲဆိုမှနားထောင်ချင်လို့ပေါ့ဗျာရှင်ကလေနည်းနည်းပပလူမှုရေးလဲနားလဲဩကျမဒီမှာဖျားဝတ်ပြုတ်နေရအာယုံများလို့ရှင်လာပြောနေရဩခမင်းဖျားဝတ်ပြုတ်ရဆိုတော့ကျွန်တော်မှမသိတာပြီးတော့ကျွန်တော်မနဲ့ဆော်ရီအဲ့လိုမျိုးအဲ့ရနိုးပြီဆိုတော့တချင်းကိုအကြိမ်ဖွင့်ရမှာကျွန်တော်လမ်းစမ်းတွေ့ကြွတာဗျာ ။အပြီးတော့ကျွန်တော်အခန်းတော်ကျွန်တော်ကြောက်ထဲလေ။အဲအခန်းရှိမှာခင်ဗျားရောက်လာရဆိုတော့ကျွန်တော်သတိမထားမိလိုက်ဘူး။ Sorry sorry ။ဟုတ်ခင်ဗျားဝတ်ပြုရဆိုလဲ။တော်တော်ဟဲ့။အော်နေ။ဟိုဒီနေ့ဝတ်တာတွေလည်းလာတယ်။အော်ခဏနေ။ဘာရော။အော်ဟိုတချင်းနားထောင်ရင်ငကြက်လေးနဲ့နားထောင်တော့မယ်လို့ပြောမလို့။ မှာချက်မဲ့ပြုတ်မဲ့သူတွေကမှာစောက်ငါတို့အားနာကြရည်လားလားငါတို့ပစ္စည်းတွေမြေယူပြီးလို့ရှိရင်လည်းမပြန်နဲ့တယ်သိလားသူရှင်ရလေငါတို့တောက်ပိုင်းစားပိုင်းလို့လို့ဟဲအဲ့ဒါရင်းကြည့်ပါကွာအဓိကဟိုသူများအလူကိုငါတို့ကလည်းဟိုလှုပ်အားထားတာနော်ကုသိုလ်ရယူရတာဘယ်တော့ကောင်းလဲတကယ်တော့ပြီးတော့တော့ကြည့်မပါလားဘူးလေကွာဟဲ့ဟာဟဲ့မင်းစပါနားလဲမင်းခေါ်လို့ပါလားမပါလားဘူးဟာဒုက္ခပဲမင်းတို့ကတော့ကွာမင်းရယူမလာဘူးလားငါလည်းတော့ဟောရက်ကလူကြီးကဒီတိုင်းမှန်းဖွင့်ထားမလားဆိုပြီးတော့ဩော်ဒီချက်မှာပစ္စည်းတွေလောက်ထားတာလားဘလူကဖွင့်ထားမှာတော့ကွာမင်းရလဲ အာဒုက္ခပါပဲကွာကဲကဲကဲဘယ်သူပြန်သွားယူမလဲငါသွားယူရမလားငါပဲတော့ယူရမယ်ကွာအေးပြီးရပြီးရအာမင်းတို့ကွာခုချိန်ကြီးဟိုင်းပြလို့မပြီးသေးဘူးလားကွာဟမ်ဟိုမှာချက်မဲ့ပြုံးမဲ့လူတွေစောင့်နေကြပြီမင်းတို့လူငယ်လေးတွေဖြစ်ပြီးသွန်းသွန်းလက်လက်လောက်ကြပါလားကွာဦးလေးဘယ်အကျိုးကြောင့်မသိမနဲ့ဝင်ပြီးတော့ဆရာမလုံနဲ့ကျွန်တော်မေးပါဦးမယ်ဦးလေးလည်းဒီအသက်ရွယ်ထိနော်ရက်ွက်ထဲကတာရင်နာရင်မှာတခါမှဝင်ပြီးတော့ကုညီရဲဆိုတာမရှိဘူးတဲ့ကျွန်တော်ကြားဘူးတဲ့အဲ့ဒါဟုတ်လားဟာဟဲ့ကော လုတ်เสียလားกว่าဟဲ့ကောင်လူဆိုတာဖြတ်သန်းမှုချင်းမတူဘူးกว่าငါငါမိသားစုအတွက်လုံပန်းနေရတာမင်းတို့လိုအာအာရရနေရတာမဟုတ်ဘူးกว่าဟုတ်လေခမရစကားကျွန်တော်လူငယ်တွေဆော်ကားလိုက်တာပဲဗျာကျွန်တော်တို့ကလည်းအာရနေကောင်တွေမဟုတ်ဘူးအခုကလည်းကျွန်တော်တို့နားတဲ့အချိန်နဲ့ဖဲ့ပြီးတော့လာကူတာသူများလို့ဝေးကြီးမတတ်နိုင်လို့မလူနိုင်လို့မလို့ကိုယ့်ရဲ့လှုပ်အားလေးနဲ့ခုဆိုရအောင်ဆိုပြီးလာကူတာဗျပြီးတော့ကျွန်တော်ဒီရက်ွက်ထရမဟုတ်ဘူးနော်ခမရလာပြီးတော့နှမ်းမဖြူနဲ့ဟာဟဲ့ကောင် မင်းစကားတွေကလူကြီးကိုစော်ကားလိုက်လားကွာမဲဟဲလိုက်လားဟဲ့ခင်ဗျားလူကြီးကအဲ့ဒါပဲဗျာခင်ဗျားတို့ပြောတာကိုကြတော့ကျွန်တော်တို့ကငြိမ်ခမ်းဘာမှပြန်မပြောနဲ့ပြန်ပြောရင်မယိုင်းနဲ့ပေါ့ဟုတ်လားကျွန်တော်ကဘာမှပြောပိုင်ခွင့်မရှိဘူးပေါ့ဟာတော်တော်ကြီးရတဲ့လူကြီးတွေပဲဗျာကဲပါခင်ဗျားအခုကျွန်တော်တို့နဲ့ဝိုင်းကူမှာလားဒါမှမဟုတ်ကျွန်တော်တို့ဆရာကြီးလာလို့တာလားဟာငါလုတ်ဆရာလားကွာမင်းတို့ဘာဖြစ်နေလဲဆိုတာကိုငါလာကြည့်တာမလုတ်နိုင်ဘူးဆိုတော့ပြန်ဗျာဟာပြန်လင်းကဟာမင်းရိုင်းလိုက်လားကွာလူကြီးကိုဘယ်လိုလဲပြောနေရတော့ဟာပုံကြုံမို့ ဒီလူရဲ့ကျွန်တော်တို့လူငယ်တွေကအာရရတဲ့ပြောလို့မလို့ကျွန်တော်ပြန်ပြောတာအဲ့ပြန်ပြောတာ तू မားလို့မားတဲ့ကြောင်ပြောတာကျွန်တော်ရိုင်းတာဟမ်ကဲဘာပဲဖြစ်ဖြစ်ကွာဟိုကိုနဲ့ကြီးရဲ့လူကပြောနေတာပဲဟို तू ကမားတယ်ဆိုရင်တော့မှပဲမင်းတို့လူငယ်တွေနေနဲ့ဂါရီဝါတရားရှိထားပြီးတော့နားထောင်ပေးလိုက်ကြပါဟာကောင်းကြောင်ခင်ဗျာတကယ်အဲ့ဂျင်းကအခုချိန်ထိထည့်မနေနဲ့တော့ပြောရတယ်ပြောရတာချိန်ကုန်ပါလေဗျာကဲအဲ့တော့ဟိုမင်းတို့မင်းတို့လှုပ်ချင်လို့မလှုပ်ချင်ငါတော့ပြန်ပြီဟုတ်ဟုတ် မဟုတ်ကုန်လေးကွာမရမ်းနေကွာဟုတ်တယ်ဒီကောင်ကလေးကအိမ်ငါးလည်းမဝင်သေးလို့အိမ်ငါးဝင်ဒီကောင်ကမောက်ထုတ်ပြင်မှာဟမ်ခင်ဗျားလည်းပတ်စံမျက်နှာပဲကြည့်နေတာကိုဒါမဟုတ်ကွာဗာလေကွာမင်းရလေကိုကျုံးကိုလေးတော့တော့တော့ပါလားဗာတယ်ဗျာမင်းတို့တွေမင်းတွေတော့ငါကိုယ်တိုင်လိုက်လာတာဟုတ်ဟုတ်ခုတော့ကိုကကိုသေရတော့မှာသေဟုတ်ကွာသင်

ီလိုပုံစံဖြစ်နေတာရှင်ရက်ကြည့်မနေသင့်ဘူးလေရှင်နားမလဲဘူးလားဟောဟိုကျွန်တော်ကြည့်တာခင်ဗျဟိုအဲ့အဲ့အဲ့ပုံစံဖြစ်နေအောင်ကြည့်တာမဟုတ်ပါဘူးဟိုကျွန်တော်ကြည့်တာဗျာအာခင်ဗျနားလည်ကြောင်ဘူးပြောရမလဲဗျာတော်ပါရှင်လိုအကြည့်ရဲတဲ့သူနဲ့လေအခန်းချင်းကတ်နေရတာကျမတို့ငရေကြနေလို့ပဲဘလို့လူမှန်းမသိဘူး င်တော့ပါဦးလေးတမီးဟိုလင်းခန့်ဆိုတဲ့လူနဲ့ပတ်သက်ပြီးတိုင်စရာရှိလို့ဟမ်လင်းကဟိုတမီးကဘာပြောလို့လဲတမီးလေးမနေ့ကရေချိုးတက်လာတာရင်ရှားနေဖြစ်နေတာဦးလေးအဲ့လိုတမီးစိုက်ကြည့်တာပြတူးကြည့်ရလေအရန်ရဲတာပဲဦးလေးရဲ့အော်ဒီကောင်ကမိန်းကလေးတယောက်ရင်ရှားနေနေနေတာကိုတေချာစိုက်ကြည့်တယ်ဆိုတော့ဒီကောင်တော်တော်မယိုင်းတာပဲဒီကောင်ဦးလေးနဲ့တွေ့ရဲ့ဒီကောင်တမီးကတော့လေအဲ့လိုရှိနေတာမလုံခြုံတမီးကြောက်တယ်ဦးလေးရဲ့ တမီးရဘာကြောက်ကြရရှိလဲဥလေးတယောက်လုံးရှိနေတာပဲဒီကောင်ကတတိတော်ထားရမယ်တမီးကိုဒီလိုစိုက်ကြည့်နေတယ်ဆိုတော့ဒီကောင်တခုခုမကောင်းတာများကြံစီနေပုံရတယ်ဟုတ်လားဥလေးဘယ်လိုလုပ်ရမလဲဥလေးအဲ့ဆိုလေတမီးရှိတဲ့အပေါ်ထက်ကိုတော့လေမကြာခဏလာပေးပါနော်ပြီးတော့အတန်လေးပါလေးလဲနားဆွမေးပါမလို့တမီးအာကိုပြစေဦးလေးရေဟောစိတ်ချပါတမီးရေအာကိုသားမှာတမီးကိုလေ ူလေးတူမအရင်တယောက်ဆောင်းရှောက်ပေးမှာပါတဲ့ဟုတ်ကဲ့ပါအဲ့ဆိုရင်အင်မီအလုတ်သွားလိုက်အောင်မယ်လေနော်ကောင်းပါပြီဗျာကောင်းပါပြီ ။ဟမ်။နားထိုင်မအောင်ပါ။မင်းစကားပြောလေ။ဟုတ်။ဘာပြောလို့လဲ။မင်းခန်းရှိရကောင်းပါလေရ။ငါ့ကိုတိုက်တယ်။ဟိုနေရာမင်းသူ့ကိုချောင်းကြည့်နေတယ်ဆို။ဟာချောင်းမကြည့်ပါဘူး။မင်းငါ့ကိုဘာမှလာလိမ့်နေနဲ့။အဲ့နေရာသူကရင်ရှားကြီးနဲ့အိမ်ရှိခန်းမှာအဝိထွက်လန်းလာ။မင်းကချောင်းကြည့်နေတယ်တဲ့။ဟာအဲ့ဒါချောင်းကြည့်တာမဟုတ်ဘူး။ပေါ်တင်ကြည့်တာဒဲကြည့်တာ။ ဟိုချောင်းကြည့်ရဆိုလို့ရှင်သူပဲမြင်မှမလဲဗျ။ဟာမကြည့်ရဘူးလေကွာ။မိန်းကလေးတယောက်ကရင်ရှားနေအဝတ်ထွက်လမ်းလာဘူး။မင်းမကြည့်ရဘူးကွာ။အဲ့ဒါလို့မကြည့်ရဘူးဆိုတာကိုလေဘသူမှမတင်မဲနဲ့သိရမယ်အစီကွာနားလေ။ခင်ဗျရင်ရှားနေမဟုတ်ဘဲနဲ့တခြားအဝတ်စားနေဆိုလဲကျွန်တော်ကကြည့်ချင်းကြည့်မှာပဲ။ဘာဖြစ်လို့လဲဆိုတော့ तू ကလှတယ်။ပြီးတော့ကျွန်တော်သူ့ကိုကြိုက်တယ်။อืมဒါပေမဲ့ကျွန်တော်သူ့ကိုကြည့်တဲ့နေရာမှာတော့တဏှာရာကစိတ်နဲ့ကြည့်ရတော့မဟုတ်ဘူးဗျ။ဟာ။ဟေ့ကွာအဲ့ဒါမေးရင်ထဲမှာရှိတာလေ။ မင်းရင်ထဲမှာရှိနေတဲ့ဟာကိုငါလည်းမမြင်ဘူးသူလည်းမသိနိုင်ဘူးဒါမှမင်းကငါပြောထားမယ်သတိပေးထားမယ်နော်နောက်တစ်ခါဒီလိုပုံစံမျိုးအတိုင်ခံရမယ်ဆိုရင်မင်းကိုငါ့အိမ်မှာမငါတော့ဟောဒီကောင်ချစ်ကံကနေ အင်းမရအဲ့လိုအတူပြက်တယ်မို့ခင်ဗျာမြန်မာဆန်ဆန်လေးဝင်တယ်တော်လှပါဒီလူကနောက်တွေ့တာခြေဆုံးခေါင်းဆုံးလက်ကြည့်နာဘူးရမသိပါဟုတ်ပြီဟောခင်ဗျာလေဗျာကျွန်တော်မြင်လာအဲ့လောက်ကြီးကြောက်ရမလို့ပါဘူးဟိုကျွန်တော်ခင်ဗျာကိုပြောစရာလေးရှိလို့ရှင်ရှင်ဘာပြောမလို့လဲဟိုကျွန်မကျွန်မတူအောင်လို့ဟိုနေနေပါဦး ဘလို့ဖြစ်နေရလဲဗျာအခုလို့ဂျုံတုံးလေးကိုဟိုကျွန်တော်ခမရကိုဟိုတနေ့ကိစ္စကိုတောင်းပန်ကျင်တော့ဟိုကျွန်တော်အဲ့နဲ့ကြည့်တယ်ဆိုတာတခြားသိနေကြည့်တာမဟုတ်ဘူးနော်ခမရကကျွန်တော်ချစ်လို့ကြည့်တာရှင်ဟုတ်တယ်ကျွန်တော်ခမရကိုချစ်နေတာအာခမရအမြင်မှားမှဆိုလို့ကျွန်တော်ဗာစိတ်နဲ့မှကြည့်တာမဟုတ်ဘူးဆိုတော့လေခမရကိုသိစီချင်လို့ပြောတာရှင်ပြောချင်တာကျမနားလဲပါပြီဒါပဲမလားကျမသွားလောက်မယ်ဟုတ်ဟုတ်မိတ်မိဟောဗျာဟာမြင်တာဗျာသူကဘလို့ဖြစ်နေရလဲ ာဘာကြီးဖြစ်လာတာရောသမီးရဲ့ဦးလေးရဲ့ဟိုလူလေးသမီးကိုလိုက်နောက်ရှက်နေလို့ဘသူလဲလင်းခန့်လားဟာအဲ့ဒီကောင်ဘလို့နောက်ရှက်လို့ရောသမီးရဲ့ဟိုနေရလေသူသမီးကိုကြည့်နေတာချစ်လို့ကြည့်တာတဲ့သမီးလဲလေသူ့မြင်တာနဲ့ကြောက်လွန်းလို့လေသူပြောတဲ့စကားကိုမြင်မြန်နားထောင်ပြီးတော့စကားဖြစ်ချပြီးတော့မြင်မြန်ပြေးလာတာဦးလေးဟုတ်ပြီဟုတ်ပြီသမီးကသူ့ကိုကြောက်နေမှန်းသိလို့သူတက်တက်သွေးလို့စမ်းနေတာရှင်ဟုတ်လားဦးလေး အဲ့ဒါဆိုရင်တမိဘယ်လိုလုံးရမလဲတမိအရန်ကြောင့်နေတမိတက်ရောက်ထဲတောင်မနေရတော့ပါဘူးဦးလေးရဲ့ဒီအတွက်ဘာမှမပူနဲ့ကျွန်တော်တို့အဲဒီရဲ့အတွင်းမှာတမိစီမှာဦးလေးလာအိပ်ပေးမယ်ရှင်ဟုတ်မဟုတ်ဘူးလေဟိုဒီလိုလေးတမိရဲ့ဟိုဦးလေးကဆရာကမ်းမှာအိပ်ပေးမယ်တမိကတမိခန်းထဲမှာတမိအိပ်ပေါ့ဒီလောက်ကုန်တာနဲ့ဒီကောက်အိမ်စပေါ်ငွေကိုပြန်ပေးပြီးတော့တိုက်ပေါ်နေခါးနဲ့နှင်ချလိုက်မယ် ဥလေနာကုံမနောင်းထုံမလာရင်ဟုတ်တယ်လေတမီးရလေတော်တော်ကြောက်နေပြီဥလေဘာမှမပူပါနဲ့တမီးရဲ့မိကိုပြောပြီးပြီပဲဥလေလာအိပ်ပေးမယ်လို့ဟုတ်တယ်မလားအရန်ကြောက်နေတာကိုတကယ်အဲ့ဒါလေးမေ့ထားလိုက်တော့တမီးအရန်မောတာဟိုဥလေရေခတ်တိုက်မယ်နော်တမီးနော် ဒါဆိုလင်းခန်းကကွန်မတီကိုကြံဖို့လုပ်နေရပေါ့ဟုတ်တယ်မင်းကလည်းဒီကောင်ဘလောက်ကြံနေတယ်ဆိုရင်ကွန်မတီကြီးထုံးရင်လည်းချောင်းတယ်ပြီးဟိုပါလေအဝတ်လမ်းနေရင်လည်းချောင်းတယ်အခန်းထဲလည်းချောင်းတယ်ကျော်လွယ်လဲမှာမဟုတ်ဘူးနော်ဟာဒီကောင်နာဘူးပဲဟုတ်တယ်တော်တော်ကြီးကြတယ်ကွာလည်းဘူးတော့ဘူးတော့ပဲအဲ့တော့မဘူးပါဘူးဟာရောမင်းမင်းလည်းမျိုးကြီးကဘယ်လိုထိုးနေရလဲကွာဘောပါဘူးအဲ့ကောင်ထိုးတာပါဦးလေးပဲဝိဒာဟမ်လင်ခေကအဲ့လောက်စိတ်လွတ်ပါမလားအာလွတ်တာဘောကွာမင်းသူ့ပုံစံကြည့်ပါလား ဟိုအမှုမညာသမားရောင်ရောင်ဘာရောင်ရောင်နဲ့အခန်းပိတ်ပြီးတော့ဆနေရာဒီအခန်းထဲမှာနေတာအထဲထဲမှာဆေးသုံးပြီးတော့လှုပ်ချင်တာလှုပ်ရင်ဘယ်လိုလုပ်မလဲဥဒ္ဒါဟိုဒါဆိုရင်ဒီကောင်ဥဒ္ဒါအိမ်မှာဆက်ထားလို့မဖြစ်တော့ဘူးနော်ဟိုကြားလိုက်ရင်ဥဒ္ဒါမှုပတ်နိုင်တယ်ဟုတ်တယ်ငါလည်းအဲ့ဒါပဲစဉ်းစားနေတာဟိုငါလည်းအခန်းခါသမားမျှော်နေတာကွအာမထူပါဘူးကွာဒီလောက်ကုန်တော့ဒီကောင်ကမောက်တော့လိုက်တော့မယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ကောင်လေအမေကဆက်ထားနေမယ်ဆိုရင်

နာဘူးပဲအမြင်ကရုပ်အတွင်းကပုတ်မင်းကဒီကောင်မလေးကိုမဟုတ်ကောက်ကလုပ်ဖို့လို့ပဲကြက်စီနေတဲ့ကောင်ကွာမင်းကပြောတော့မှာကွာမင်းကနာတော့မင်းကတနာယူ

နော်ရုတ်ပါတာဟုတ်ပါဥဝေသာမင်းပိုတွေပြောမနေနဲ့ဥဝေသာငါတို့အမြင်နဲ့ပြောတယ်မင်းဒီကောင်မလေးကိုစော်ကားဖို့တည်းမင်းမြင်နဲ့ချောင်းနေရဆိုဘာမို့ဘူးလို့ပြောတယ်လေမင်းပိုဝဲမနေမင်းဒီကောင်မလေးကိုကြံစီကြာလာပြီအခုရုတ်ပါလာလေမင်းပဲမင်းပဲလာဟုတ်ကဲ့သူပဲကျွန်မစော်ကားတာသူပဲရှင်ရုတ်ပါလာကျွန်မရုတ်ပါလာမင်းဟောတဲ့ကြားလို့မလို့ငါလာပြီးတော့ကူညီပေးတာနော်အဲ့မှာအဲ့လူကနင်းကိုဆွဲလာလာလုပ်နေလို့ငါမနေသူ့ကိုဆွဲလွတ်ပထားတာဟုတ်ဘကောအဲ့တော့မင်းကတော့ဘာမှပုံထားမနေဘူး မင်းရုံမှလာထင်းသားကြီးတဲ့ကောဘာမို့ပြောနေလဲကောဟုတ်တယ်ရှင်ဒီမှာတစ်ချိန်လုံးခြေစုံကောင်းဆုံးလိုက်ကြည့်နေရတယ်ရှင်မင်းရုံမှဘယ်လိုရုံမှလဲရှင်မင်းရုံမှဒီမှာဆိုလဲရှင်မင်းဟိုဒီနိုကိစ္စကလည်းရှုပ်ထွေးလိုက်တာဟာဟိုညီမလေးဟိုဖြစ်ချောင်းပုံတွေကိုကိုလို့အဆအဆုံးပြောပြသမှာဘယ်လိုဖြစ်တာလဲညီမလေးအလုံးပင်မဲ့လို့စစစစအိမ်ပြောနေတာသူဝင်လာတာမိရလည်းအကုန်ပြက်နေတော့လေ ယောက်ျားလေးကနှစ်ယောက်ရှိတာဆိုတော့တက်တည်ခိုင်လုံမှဖြစ်မှာဟာအဲ့ဒါဘာမှမပူနဲ့ခဏနေဆွဲထိုင်ရတဲ့လောက်ကကျမသူ့လက်တိုင်းနဲ့ကုတ်တာသူ့ရဲ့ဘက်မှာជីជីဟာအဲ့ဒါရတယ်ကျမတို့ရောက်ပါလေကျမကြီးကျမကြီးဘာမှမရှိဘူးကျမဟဟဟုတ်ပါ့မလားဟုတ်လားဟမ်ဒါကြီးတော့တာဝန်ရတော့ရှာမှာဟုတ်လားရဲ့နော်

ဒူးဆိုတာအပေါ်ယံအမြင်နဲ့သူများပြောတာကိုယုံတတ်ကြတာတဘာဝပဲလေအကြောင်းမလို့လူတယောက်အကြောင်းဆုံးဖြတ်တော့မယ်ဆိုရင်အဲ့လူတယောက်ရဲ့အကြောင်းကကနနထဲထဲဝင့်ဝဲပေါင်းပြီးမှသူ့ရဲ့အကြောင်းပြောရတယ်အမြင်နဲ့မဆုံးဖြတ်ရအောင်အိမ်မီလည်းအခုဆိုရင်နောင်တရနေပါပြီအိမ်မီဘဝပြည့်မဲ့အချိန်တွေကနေလူမြောင်ကဲ့တင်မိရတဲ့အတွက်ကိုရင်ခံကျေးဇူးတင်ပါတယ်ဟာရပါတယ်ဗျာတချို့အမြင်တွေကမြင်နိုင်လက်အမှန်တရားမဟုတ်ဘူးဗျာ တဖွားဆိုတဲ့အမြင်ကိုပဲလူတွေကမြင်တတ်ကြတာတဖမိုးဘကအမြင်တော့ဘယ်သူမှမမြင်တတ်ကြတာဒါကြောင့်လည်းတယောက်နဲ့တယောက်ငင်းခုန်ကြရင်လည်းငင်းညမ်းခြင်းတွေဖြစ်နေရပါဘူးတကယ်တမ်းတော့လေသူ့ဘကကြီးလက်ဖွားကိုဘကကြီးလက်ဖမိုးလို့သာနားလေခွင့်တော့ပြီးတော့အမြင်ရှင်းရှင်းနဲ့ကြည့်မယ်ဆိုရင်တကယ်ကိုပြီးကြပါဟုတ်ကဲ့ပါအခုဆိုရင်အီမီလည်းအမှန်မြင်ရနေပါပြီဟာဒါဆိုလို့ရှိရင်အရင်တော့အမြင်အမှားနဲ့ ကျွန်တော်အပေါ်မှာဘုန်းခဲ့တာရောရှင်ထဲမှာရှိသေးလားအခုကအမြင်မရသွားပါပြီဆိုဘာလို့မုံရမှာလဲဟမ်ဒါဆိုလို့ရှိရင်မိမိကျွန်တော်ကိုချစ်တယ်ပေါ့လူရလည်းဘာပြောနေလဲမသိပါဘူးသွားမသွားပြရသေးတယ်ကွာအေမီနာမှာပဲတသက်လုံးနေပြီအေမီဆော့ဆော့ဆော့ချင်တာဟုတ်လေအေမီပြုတ်ပြီးတော့ပေါ့လာမှန်တယ်လားအေမီ